အားလုံးပဲမင်္ဂလာပါရှင်ဆီယမမောဟောစီရေးသားထားသော Love Light and Power မြစ်တာအလင်းနဲ့ဇွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင် နာဆာဖ်တရက်ကတကူတဲ့နေတဲ့တငယ်ချင်းတယောက်ရဲ့အခန်းလေးကိုရောက်သွားပြစ်တယ်။သူ့အခန်းလေးကကျင်းကျင်းလေးအိမ်သာရေချိုးခန်းတွဲရရင်ချက်စရာပြုတ်စရာကောင်းလာလေးနဲ့မိုက်ခရိုဝေ့ဗ်မီးဖို့ရဲ့ရေခဲတတာအလက်လေးတစ်လုံးနဲ့အိယာတစ်ခုစပွဲကလထိုင်တစ်စုံတီဗီတစ်လုံးနဲ့ဆိုဖာခုံရှည်တစ်ခုပါပါတယ်။ဂျနေပေါက်ကလည်းတပောက်ပဲရှိပါတယ်။အဲ့ဒီပြတင်းပေါက်နဲ့ကဲ့ရဲ့ခုံလေးမှာသူကဖျားဆင်းလို့တော့သေးသေးလေးတစုပူဇော်ထားပါတယ်။ခေါလောင်ကလေးတစ်လုံးရှိရင် ဖျောင်းနံလေးတစ်တိုင်းရှိတယ်။သူ့အောက်ကခုံရှည်မှာတော့မိအုံးလေးတွေနဲ့စောင်းအုပ်ကလေးတချို့တလေတွေ့ရတယ်။ဒါကသူ့ရဲ့ scare space လို့ပြောပါတယ်။ကျမကတော့တွေ့ရတဲ့သဘောကျသွားတာအမှန်မားပဲ။အဲ့ဒီနေရာလေးမှာသူစာဖတ်မယ်။တရားထိုင်မယ်ပေါ့။အစ္စလာမ်မိတ်ဆွေရဲ့အိမ်မှာလည်းနမတ်ဝိပုကန်လေးတစ်ခုလုပ်ထားတာမြင်ခဲ့ရဘူးတယ်။တည်တည်တတ်တတ်အခန်းလေးရဲ့မှာအခင်းလေးတွေကလည်းပြန်ဖြူးလို့အဲ့ဒီအခင်းပေါ်မှာမှတယောက်စာအခင်းလေးတွေထပ်ပြီးခင်းထားသေးတယ်။ မီးလုံးလေးတွေလင်းချင်းနေအောင်ထွန်းရုတ်ဖတ်တဲ့စားအုပ်တွေတက်တက်ရရစီးလို့ကောင်းတဲ့ energy တွေရှိနေတာပဲလို့တွေးမိတယ်။ Quiet place တိတ်ဆိတ်ငြိမ်သက်တဲ့နေရာပဲပြောပြော Scare place ဝေပြူဆူတောင်းတဲ့မြင့်မြတ်တဲ့နေရာပဲပြောပြောကျမတို့မှာကအဲ့လိုငြိမ်ငြိမ်သက်သက်ကလေးထမ်းလို့ရတဲ့အာယုံစိုက်လို့ရတဲ့နေရာကလေးတွေလိုအပ်ပါတယ်။ကျမတို့ဟာတနေ့မှာတစ်ခါလောက်ဖြစ်ဖြစ် Quiet your body and mind စိတ်ရောကိုယ်ရောတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်နဲ့ အနာပေးဖို့လိုတယ်။အဲ့လိုအချိန်ဟာခဏလေးပဲဖြစ်ဖြစ် တနေ့မှာတစ်ချိန်တော့လိုအပ်တယ်။တိတ်ဆိတ်ငြိမ့်သက်ခြင်းဟာတည်ငြိမ်မှုကိုဖြစ်စေတယ်။တည်ငြိမ်တဲ့ပုံကိုယ်တယောက်ဟာ grounded ဖြစ်နေတယ်။ grounded ရဲ့အဓိပ္ပာယ်ကတော့ well balanced and sensible ဟန်ချက်ညီမျှမှုရှိတယ်။အကျိုးအကြောင်းစင်ကြယ်နိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ grounded ဖြစ်တဲ့လူဟာကိုယ်နဲ့စိတ်ကပ်နေတယ်။ဆက်သွယ်မှု connection ရှိတယ်။ grounded မဖြစ်ဘဲစိတ်နဲ့ကိုယ့်ရဲ့ connection မရှိဘဲ ျမတို့ဟာ inner self inner power inner light လို့ခေါ်တဲ့ကိုယ့်ရဲ့အတွင်းထဲကအလင်းနဲ့စွမ်းအင်ကိုရှာဖွေလို့တွေ့နိုင်မှာမဟုတ်ပါဘူး inner self ဆိုတာဘာလဲ inner self ကိုတချို့ကလည်း higher self လို့ပြောကြတယ် higher self ဆိုလို့ကိုယ်ထံမြင့်တဲ့ကိုယ်ဆောင်နန်းလို့ထင်ကြရတဲ့သူလည်းရှိတယ်တကယ်တော့ inner self higher self ဆိုတာကိုယ်ရင်ထဲကကိုပါပဲဒါပေမဲ့ကိုယ်ထက်တော့ပိုပြီးမြင့်မြတ်တဲ့ဖြူစင်တဲ့ ကိုယ်စိတ်အတွင်းထဲကကိုပါပဲအနောက်တိုင်းဆွေးရင်ပညာရှင်တယောက်ကတော့ you are your own best friend လို့ပြောပါတယ်ကိုဒီသားလင်းကို့ဘဝရဲ့အကောင်းဆုံးမိတ်ဆွေပါပဲအဲ့ဒီအကောင်းဆုံးမိတ်ဆွေဆိုတာကို့ရဲ့ရင်ထဲက inner self ကိုဆိုလိုခြင်းဖြစ်ပါတယ်ကိုကိုအကြံကောင်းတွေပေးနိုင်တယ်လိုအပ်တဲ့အချိန်မှာကူညီနိုင်တယ်အခက်အခဲတွေကြုံတဲ့အချိန်မှာလမ်းပြပေးနိုင်တယ်ဒီလောက်ကောင်းတဲ့မိတ်ဆွေကောင်းတယောက်ကိုရင်ထဲမှာရှိတာကိုတွေ့အောင်ရှာဖို့လိုပါတယ် inner self နဲ့ချိတ်ဆက်မိဖို့လိုပါတယ်။ဒါမှသူပြောတဲ့အတန်ကိုကြားရမှာပါပဲ။သူပြတဲ့အလင်းကိုမြင်ရလိမ့်မယ်။သူပေးတဲ့စွမ်းအားတွေရရှိပါလိမ့်မယ်။မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောမိမိကိုယ်သာကိုယ်ွယ်ရာလို့ဆိုပါတယ်။ဘဝအမြင်နဲ့ကြည့်မယ်ဆိုရင်ကျမတို့ကဘသူကိုမှအာမကိုရယ်ကိုယ့်ခြေောက်ပေါ်ကိုယ်ရက်တည်နိုင်ဖို့ပြောတာဖြစ်ပါတယ်။စိတ်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့စိတ်အလုတ်ကိုလုံနေတဲ့အခါမှာအဆန်လန်း နိဗ္ဗာန်လမ်းကိုရှောက်လန်းနေတဲ့နေရာမှာအင်းနာချာနေကိုတွားနေကြတဲ့ခရီးသည်တွေဟာကိုကိုကိုပဲမိတ်ဆွေလုပ်ပြီးနေရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။သူနဲ့ချိတ်ဆက်မိဖို့ကကျမတို့ဟာနေ့တိုင်း15မိနစ်မိနစ်20လောက်တိတ်ဆိတ်စွာ ဝင်သက်ထွက်သက်မှန်ရင် စိတ်ကိုငြိမ်သက်အေးချမ်းအောင် ground ဖြစ်အောင်နေရင်စိတ်ကိုတတိကပ်ပြီးကြည့်တဲ့အလေးအကျင့်ကိုလုပ်ဖို့လိုပါတယ်။ Spend more time being alone. Find your inner voice, inner power and inner light. တရားရိပ်သားတွေမှာတိတ်ဆိတ်ညီတဲ့ခြင်းကိုအထူးအလေးထားနိဗ္ဗာန်လမ်းကိုရှောက်လန်းသူတွေအနေနဲ့တကယ်ကိုလိုအပ်လိုပဲဖြစ်ပါတယ်။တိတ်ဆိတ်ညီတဲ့မှုကြောင့်တမာရီကို ဖြစ်စေတယ်၊ဉာဏ်စင်တွေကိုဖြစ်ပေါ်စေတယ်။တိတ်ဆိတ်တဲ့အချိန်မှာ ကျမတို့ကကိုယ်ရင်ထဲကအတန်ကိုပြန်ပြီးနားထောင်ရတတ်ပါတယ်။တခါတရံမှာကျမတို့ကိုညွှန်ကြားပေးနေတဲ့ဂိုက်လုတ်ပေးနေတဲ့ inner voice တွေရှိနေတတ်ပါတယ်။ inner voice ဆိုတာ intuition လို့ခေါ်တဲ့ဝမ်းတွင်းသိစေလို့လဲခေါ်နိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ လူတွေဟာကိုယ့်ရဲ့အတွင်းမှာရှိနေတဲ့အရာတွေကိုအာယုံစိုက်တာမျိုးတိတ်မရှိပါဘူး။အပြင်ကအရာတွေပေါ်မှာပဲကျမတို့ကအာယုံကြက်စားနေကြတာများတယ်။ကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုနားထောင်နေအညီအဟုတ်တွေဆိုရင်စိတ်ဝင်စားတယ်။အတင်းပြောရမယ်၊တရင်ဖြတ်ဝင်ရမယ်ဆိုရင်သဘောကျတယ်။ပူလောင်တဲ့အရာတွေကိုပဲတိုးနေကြတဲ့ပိုးကောင်တွေနဲ့တူတယ်။အဲဒီအခါမှာကျမတို့ရဲ့ energy တွေကလည်းကျလာပါတယ်။ကုသိုလ်စွမ်းအားတကိုးတက်တီတွေကျလာတဲ့အခါမှာကိုယ့်ရဲ့ inner self နဲ့လည်း ဆက်သွယ်မှု area ပြင်ပကိုရောက်သွားပါတယ်။ inner self, higher self, inner voice, intuition, one way အသိစိတ်အလိုပဲပြောပြောကျမတို့တာမန်လူတွေမှာတော့တခါတည်းရင်သူနဲ့ရုပ်တရက်ချိတ်ဆက်မိတာမျိုးတွေရှိပါတယ်။ကိုတော်မသိလိုက်ဖဲချိတ်ဆက်မိသွားတာမျိုးပါပဲ။တခါအပြင်တနေရာကိုသွားဖို့ဘယ်လမ်းကနေသွားရမလဲ။ရွေးချယ်စဉ်းစားနေမိရင်လမ်းတစ်နဲ့လမ်းနှစ်လိုပဲဆိုပါစို့။လမ်းတစ်ကသွားနေကြဖြစ်တယ်။ဒါပေမဲ့ဒီနေ့တော့လမ်းနှစ်ကပဲသွားလိုက်ပါမယ်လို့စိတ်ထဲကဖြစ်တယ်။ ိတ်မကြောက်ပြန်သိရတယ်လမ်းတင်မှာကိုဖြတ်သွားမဲ့အချိန်လောက်မှာပဲမတော်တဆမှုတွေဖြစ်ခဲ့တယ်တဲ့ဒါမျိုးဟာကိုတောင်မသိလိုက်ဖ ೇನೆ inner self ရဲ့လမ်းညွှန်မှုကိုရလိုက်တာမျိုးပါပဲဒါကြောင့်ကျမတို့မှာတိတ်ဆိတ်ငြိမ်သက်တဲ့အချိန်တွေတယောက်ထဲနေတဲ့အချိန်တွေလိုအပ်ပါတယ်ကိုရဲ့စိတ်အတွင်းမှာရှိတဲ့အမြင့်မြတ်ဆုံးသော ကို inner self နဲ့ချိတ်ဆက်နိုင်ပြီးဘဝရဲ့အလင်းတွေကိုရှာဖွေတွေ့ရှိနိုင်ကြပါစေကုသိုလ်နဲ့အကုသိုလ်ရဲ့အကျိုး ငှက်ကလေးတွေအသက်ရှင်နေတဲ့အချိန်မှာပရွက်စိတ်လေးတွေကိုစားကြတယ်။အဲဒီငှက်တွေတည်သွားတဲ့အခါကျတော့ပရွက်စိတ်တွေကငှက်တွေကိုပြန်စားကြတယ်တဲ့။ One a bat is alive, it eats ants. One a bat is dead, ants eat the bat. သစ်ပင်ကြီးတစ်ပင်ကနေမေးကျစံအချောင်းလေးတွေထောင်းနဲ့တောင်းနဲ့ချီထုတ်လုပ်နိုင်တယ်။ဒါပေမဲ့သစ်ပင်ကြီးတစ်ပင်လုံးမီးလောင်ပြကျသွားဖို့အတွက်ကတော့မေးကျစံလေးတစ်ချောင်းသာလိုအပ်ပါတယ်တဲ့။ဒါကကြောက်စရာလည်းမဟုတ်ပါဘူး။ ခြောက်ပြောတာလည်းမဟုတ်ပါဘူး။တဘာဝတရားကြီးရဲ့အတုံးအလှဲ့သဘောကိုမြင်သာအောင်နားလည်ဖို့ပဲဖြစ်ပါတယ်။ဒါကိုကံတရားရဲ့ဥပဒေသား Law of Karma လို့ခေါ်ပါတယ်။သူကစက်ဝိုင်းလိုပဲလဲပတ်နေပါတယ်။လောကရဲ့နေရာမှာအရာလဲအရာအားလုံးဟာတက်လဲစီသွားနေတာပါပဲ။ညပြီးရင်နေ့ရောက်တယ်အမောင်ပြီးရင်အလင်းရောက်တယ်။မိုးရသည်ပြီးရင်ဆောင်းရသည်ရောက်တယ်။အရာရာဟာတက်လဲစီဖြစ်ပေါ်ပြောင်းလဲနေကြပါတယ်။ မိုးရသည်ကနေနွေရသည်ကိုချက်ချင်းရောက်ပြလိုက်လို့မဖြစ်ပါဘူး။မရှိနိုင်ပါဘူး။သူ့အချိန်နဲ့သူသူ့အလှဲ့နဲ့သူသွားနေကြတာပဘာဝပါပဲ။ကျမနေနဲ့ကန်းဆိုတဲ့အလုံနဲ့ကုသိုလ်အကုသိုလ်အတုံးအလှဲ့တွေအပေါ်ခုထိယုံကြည်မှုရှိနေတော့မှာပဲ။တကယ်တော့အားလုံးကစဝိုင်းတစ်ခုလိုလဲပတ်နေကြတာပါပဲ။လူတွေတရဝါတွေအားလုံးဟာလဲတနေ့တနေ့လောဘဒေါသတွေနဲ့စဝိုင်းနဲ့တလဲလဲဖြစ်ရင်းရှင်သန်နေထိုင်ကြတာဖြစ်ပါတယ်။ တယောက်ယောက်ကိုဒေါသနဲ့ပြောဆိုလိုက်တဲ့အခါရှိတယ်။နှိပ်စက်ကလူပြုတ်လိုက်မိတာတွေရှိတယ်။ငါလုံးလိုက်ပြီ။ငါနိုင်တယ်ထင်ကြပေမဲ့တကယ်တော့ဒေါသကသာ နိုင်သွားတာဖြစ်ပါတယ်။ကိုကသူများကိုနိုင်လိုက်တယ်လို့ထင်ပေမဲ့ကိုဒေါသကပါ ကိုကိုပြန်နိုင်သွားကြတာမျိုးတွေအများကြီးပါပဲ။ဒေါသကြောင့်ကံတွေဖြစ်တယ်၊လောဘကြောင့်ကံတွေဖြစ်တယ်။ဒီကံတွေရဲ့အရှိန်နဲ့တန်တရာဆက်ကွင်းကနေယုံမထွက်နိုင်ကြတာဖြစ်ပါတယ်။ကိုကခွန်အားကြီးတဲ့သူဖြစ်ချင်းဖြစ်နေလိမ့်မယ်။ တစ်ချိန်ကျတော့ခေါင်းငုံပေးလိုက်ရတဲ့အချိန်ရောက်လာနိုင်ပါတယ်။ဒါကြောင့်ဘသူကိုမှအနိုင်မယူချင်တာကောင်းပါတယ်။လှုပ်လိုက်တဲ့သူအတွက်ကတော့အသစ်ဖြစ်ပါတယ်။ခံရတဲ့သူအတွက်ကတော့အကျွေးတစ်ခုကျေသွားတာပါပဲ။အနိုင်ယူခွင့်ရလိုက်တဲ့အတွက်နိုင်နေဆိုပေမဲ့တဘဝစာတစ်ခါစာလောက်ပဲဖြစ်ချင်းဖြစ်လိမ့်မယ်။ကုသိုလ်အကုသိုလ်ရဲ့အကျိုးဆိုတာလေတွေးကြည့်ရင်တဲ့ကြောက်စရာကောင်းပါတယ်။လှုပ်လိုက်မိတာကတစ်ခါလေးတစ်ခုလေးတစ်ခဏလေးဆိုပေမဲ့ သူ့အရှိန်မကုန်တဲ့၍တီးပွင့်ဝေစာနေတော့တာတရက်ပင်လိုမျိုးပဲတဲ့စိုက်လိုက်တုန်းကတော့ဒစီတည်းပဲဒါပေမဲ့တီးပွင့်လာတဲ့အခါမှာအမြင့်မတည်တဲ့၍အပင်မတည်တဲ့၍အပြုတ်လိုက်အပြုတ်လိုက်တပြော့တပားကြီးကိုတီးပွင့်လာကြတာအမြင့်တည်မှာပဲရက်တော့တာပဲကံတစ်ခုကိုပြုတ်လိုက်တုန်းကရှိခဲ့တဲ့စေတနာအရှိန်အဟုန်ပေါ်မှာမူတည်ပြီးအကျိုးပေးဘလောက်ထိ ရှိနေမလဲဆိုတာကိုမသိနိုင်တော့လဲခက်တာပဲဒါကြောင့်ဘဝမှာရှင်သန်နေရတဲ့အခိုင်မှာ ကုသိုလ်နဲ့အကုသိုလ်ကိုခွဲပြီးသိနိုင်ရင်တန်တရာဆဝိုင်းရဲ့လွတ်လန်းအခြေခံအုံမြင့်တစ်ခုကိုတိဆောက်ထားလိုက်တယ်လို့ပါပဲ။ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်လှုပ်လိုက်တာကတော့တစ်ခဏလေးပါ။တစ်ခါသေးပါ။ဒါပေမဲ့အကျိုးပေးခြင်းတန်လာရင်တော့ခံမေအောင်တော့ပဲ။ကောင်းတာဆိုရင်လည်းစံပေအောင်တော့ပဲ။30ပုံမှာအပေပုံသားတွေများနေတာအကုသိုလ်လုပ်တဲ့သူတွေများနေလို့ပါပဲတဲ့။ကြောင်ရဲချင်းဒီပြေဆုံးကျွဲဝါချင်းခုတလော လောဘတွေဖြစ်နေမိပါတယ်။အရင်ကမျက်ခင်းဆိုင်ခဲ့ပြီးအခုတော့နွယ်ပင်တွေနဲ့ရှုပ်ပွားနေတဲ့နေရာကိုရှင်းလင်းပြီးလာလာပပထိုင်းလို့စားဖက်လို့ရတဲ့နေရာလေးဖြစ်အောင်ပျံစရာတွေမီးစရာတွေခေါ်ပြီးပြင်ဆင်နေတာပါ။တနေ့တနေ့အပင်တွေကြီးကအွန်လိုင်းပေါ်က Outdoor Living Space ဆိုတဲ့ဓာတ်ပုံတွေကြီးပြီးအိုင်ဒီယာယူရအလာထားတဲ့ခုံလေးတွေကြောက်စစ်ခဲတွေကြီးရနဲ့ဖျားရှင်ခိုးတာတော့စိတ်မဖြောက်ပါဘူး။စိတ်ထဲမှာအဲ့ဒီနေရာလေးကိုမြန်မြန်ပြီးကျင်နေပြီ။ဟိုဟာလဲလိုချင် ီဟာလဲလို့ချင်းနဲ့ဖြစ်နေတာမို့။ဩငါအတော်လောဘတွေဖြစ်နေတာပဲလို့ကိုကိုကိုတတိထားနေမိပါတယ်။အဲ့ဒီနေရာကိုမြ мян ပြီးကျင်နေတော့အလုံးလုံးသူတွေမလာတဲ့ရက်မှာသူတို့အပေါ်ကိုမကြည်မနှက်ဖြစ်လိုက်မိပါတယ်။တရက်အလကားပုတ်တယ်လို့ဖြစ်သွားတာပါ။ဒါဟာဒေါသအမှုစားပါပဲ။ဟော လောဘနောက်ကဒေါသကတက်ဆက်ထဲလိုက်ပါလာတော့တယ်။ဖျားဟောခဲ့တဲ့အတိုင်းပါပဲ။တကယ်တော့ဒီနေရာဟာတကယ်လိုအပ်တာလည်းမဟုတ်ပဲစိတ်ကူးပေါက်လို့ထထုတ်တာဖြစ်ပါတယ်။ တကယ်တော့ကျမဟာ materialist တယောက်ဖြစ်နေစေပါပစ္စည်းစုရတာလေအင်မတန်ဝါသနာပါပါတယ်အဓိကကတော့အိမ်မှာအလဆင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ရင် စိတ်ကိုမလျှော့နိုင်ပါဘူးတလပပလေးတဲ့နေကျင်တာပဲလောဘတွေဖြစ်နေရင်တော့ဒီစိတ်နဲ့များဒီညတည်သွားလို့ရှိရင်ပိတ်တာဖြစ်နေတော့မယ်လို့တွေးလိုက်မိပါတယ်ကံတရားကြောင့်ကိုရလာတဲ့ဥစ္စာပစ္စည်းပေါ်မှာခင်မင်စိတ်ဇွဲလန်းစိတ်ဖြစ်ပြီးတည်တယ်ဆိုရင်ပိတ်တာဖြစ်လိမ့်မယ်လို့မဟာဘောရိမြိုင်ဆရာတော်ဖရာကြီးက ဟောခဲ့တဲ့တရားကိုပြန်ပြီးနှလုံးသွင်းရပါတယ်။ဒေါသနဲ့တင်ရင်ငရဲရောက်မှာဖြစ်ပြီးမာမန်းညာမန်းတတိမရှိပဲတွေးကောင်းကောင်းနဲ့တွေးနေရင်မောဟနဲ့တင်ရင်တရိษံဖြစ်မှာပါ။တရက်ကမေတိလရှင်ကျောင်းကလေးတစ်ကျောင်းမှာသွားလူခဲ့ရင်းနဲ့ကိုကိုကိုပြန်မြင်ပြီးဆက်ဆက်စဉ်းစားမိတာပါ။မေတိလရှင်တွေယဟန်တန်ဃာတွေသူတော်စင်ယောဂီတွေဆိုတာလူလောကထဲမှာအရှုပ်ထုပ်တွေကိုဖယ်ခွာပြီးနေကြတဲ့သူတွေပါ။အပူအလုတ်တွေမရှုပ်ချင်လို့ ဇပင်ကိုတောင်ရိတ်ထားတာတရားအားထုတ်ဖို့ကို့အတွက်တကယ်မလိုအပ်တဲ့အလုပ်တွေအရေးမကြီးတာတွေအကုန်လျှော့ထားတာနေလို့ရတဲ့တနေရာရှိရင်ရတယ်လုံလောက်တယ်အယိုးဆုံးနဲ့အနည်းဆုံးဖြစ်အောင်နေတယ်အရှင်းဆုံးဖြစ်အောင်နေကြတယ်စားတာကိုပဲကြည်အောင်မလားတနေ့နှစ်ကြိမ်နဲ့စားတာစားတာဟာအသက်ရှင်ဖို့ပဲစားတာအရသာခံဖို့စားတာမဟုတ်ဘူးအသက်ရှင်နေမှတရားအားထုတ်နိုင်မှာသာသနာကိုပြန်ပွားအောင်ဆောင်ရွက်နိုင်ကြမှာမို့လို့ဖြစ်ပါတယ်ကျမတို့လို့ဆို တနေ့၃ခါ၄ခါစားကျမလို့ဆိုစိတ်ကူးပေါင်းရပေါက်တယ်လို့စားစားတာတောင်မှလာလာပပတစားစင်ပြီးစားတာမျိုးလဲလှုပ်သေးတာပါလူလောကထဲမှာနေရတယ်ဆိုတာအစာပလားအဆင်တစားတွေအရင်များပါတယ်လိုချင်တာတွေကိုဖြည့်နေပေမဲ့ပြည့်တယ်ဆိုတာလည်းမရှိပါဘူးအမြဲတမ်းလိုချင်နေကြပါတယ်အဓိကကတော့စိန်ခံဖို့အရသာခံဖို့နဲ့မော်ကြွားနိုင်ဖို့တွေလည်းတကယ်များကြတာအမှန်ပါပဲမျိုးသမီးချင်းအတူတူတောင်ရိုးရိုးမိန်းမတယောက်နဲ့ တစ်ခေါက်ဆိုးရောင်ဝတ်ထားတဲ့ယောဂီတယောက်ရဲ့စိတ်ခံစားချက်ချင်းဟာဘလို့မှမတူနိုင်ပါဘူး။ကျမတို့အဝတ်ဝတ်တဲ့အခါမှာဘာအယောင်ဝတ်ရမလဲ။ဘလို့ဝတ်ရမလဲ။ဘယ်မှာဝတ်ရမလဲဆိုတာတွေခေါင်းပူအောင်စဉ်းစားနေတဲ့ကြပါတယ်။ကျမတို့မိမမျိုးဟာစွဲကြိုးတွေ၊နှက်ကက်တွေ၊အဆင့်တစားတွေတဲ့ကြိုက်တဲ့အတွက်ကြောင့်ဘလို့မျိုးဟာတွေစွဲရမလဲ၊စင်ရမလဲ၊ဘယ်ဖက်နဲ့ကိုစီးရမလဲစသဖြင့်အဝတ်အစားကိစ္စမှာတင်ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ကိလေသာတွေအဆင့်လိုက်ကြီးပါသွားပြီ။ ်အရင်တုန်းကတော့တွေးမိပါတယ်ဘယ်တော့မှမေတီလာရှင်မဝက်ဘူးဝင့်နိုင်မှာကိုမဟုတ်ဘူးစပင်းကိုကြိုက်နေတာတွေ့နေတာကိုကီလေသာစိတ်တွေအရင်အားကြီးနေခဲ့တာတင်ညာကစွာနေတဲ့အချင်းလို့ပြောရမယ်ပညာမပေါ့အရာအားလုံးဟာ လူပုတ်ကိုသတ္တဝါပဲဖြစ်နေတာပဲညာနဲ့မမြင်ဘူးခံစားချက်တွေနဲ့ပဲအရာရာကိုဆုံးဖြတ်ခဲ့တယ်အခုတော့ဘာမှမလိုချင်တော့တဲ့ဘာမှမရှိတဲ့အတွက်ရလာတဲ့ချမ်းသာမှုကိုလည်းခံစားကြည့်ချင်လာပါတယ် I make myself rich by making my wants few လိုချင်တာတွေနဲ့လေစိတ်တွေချမ်းသာလေးတဲ့တကယ်တော့ဘာမှမလုပ်ချင်းမလိုချင်တော့ပဲစိတ်အေးအောင်နေချင်တော့တယ်လို့စိတ်ကတခါတလေဖြစ်နေပေမဲ့အခြေအနေတွေကမပေးသေးလေတော့မျှအောင်နေနေရတဲ့သဘောပါပဲဟိုဘက်ရိမ့်သွားလိုက်ဒီဘက်ရိမ့်သွားလိုက်ပါပဲဟိုဘက်မှာတာနေလိုက်ဒီဘက်မှာတာနေလိုက်ပါပဲအယောင်တွေစုံနေတဲ့လောကဘက်မှာရိမ့်ရိုင်တာယာနေတာကတော့ညာပါတယ် ကျမတို့ခန်းစားချက်ချင်းတူတဲ့သူတွေလည်းရှိကြမယ်ထင်ပါတယ်။ဒါကြောင့်ဘဝမှာစိတ်ကူးပေါက်ရင်ပေါက်တယ်လို့ထလုတ်ခဲ့တဲ့မြေတိအလုံးမျိုးကိုမစိုးလူမှုရေး၊စီးပွားရေး၊အိမ်ဆောင်ရေး၊ပညာရေးအကုန်ပါပါတယ်။စပြီးတော့မှကောင်းစွာ အဆုံးသက်ပြီးမှလူတော်ဝင်ကြေပေါ်မှာဖြစ်ပြီးတရားဘက်ကလည်းကြည့်ရင်တော့လောဘဒေါသအနည်းဆုံးနဲ့အဆုံးသက်ပြီးရမှာပဲလို့ဖြစ်မိပါတယ်။ဆရာဒေါက်တာတစ်လွင်ရေးတဲ့စာတပုတ်မှာဖတ်ရတာပါ။တရားကိုစာတွေ့လေ့လာမယ်။ တတိနံနေမယ်ညံနဲ့လေးကျင်မယ်ဆိုရင်လူလောကထဲမှာနေပေမဲ့အရှုပ်တွေနဲ့ကင်းအောင်နေတတ်တဲ့သူပါပဲတဲ့အဲ့ဒီလူတွေဟာလူလောကထဲကတော့ရုံမထွက်နိုင်သေးဘူးဒါပေမဲ့ကိုယ်စိတ်ကိုကိုယ်သိနေတတိရှိနေတဲ့အတွက်ကြောင့်လောဘဒေါသတွေကနေလွတ်မြောက်နေတတ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်မျိုးစေ့ကနေအပင်ပေါက်လာအောင်တော့စူးစမ်းပြုရင်ယူရမှာပါရေလောင်းပေးတဲ့နေရာကမျက်ပင်ကလေးတွေဟာပိုစိမ့်လန်းလာတတ်တာကတော့အမှန်ပါပဲ။ The grass is greener when you water it.